နှုတ်ကပတ်တော်ကိုဖတ်ရှုတဲ့အခါမှာဘာလို့အရေးကြီးလဲဆိုရင်နံပါတ်1ဖတ်တဲ့နှုတ်ကပတ်တော်ဟာအသက်ရှင်တာဖြစ်တယ်။ဟေပြဲအခန်းကြီး ်လေးအပိုင်ငယ်စနစ်ထဲမှာဖရာသခင်ရဲ့နှုတ်ကပတ်တော်ဒီတဲ့အသက်ရှင်ခြင်းတကိုးနဲ့ပြည့်စုံခြင်းတန်လက်တကာတို့ထက်ထက်ခြင်းနဲ့ပြည့်စုံနေဖြစ်၍အသက်နဲ့စိတ်ဝိညာဉ်ကိုလကောင်းအယိုးစစ်နဲ့ခြင်းစီကိုလကောင်းပိုင်းခြား၍ထုတ်ခြင်းခွင့်သက်၏စိတ်နှလုံးအကြံအစီများကိုလည်းသိမြင်သက်၏ဆိုကြောဖျားခင်နှုတ်ကပတ်တော်ဟာအသက်ရှင်တဲ့နှုတ်ကပတ်တော်ဖြစ်တယ်အသက်ရှင်နေဆိုတော့ကျွန်တော်နေ့ရက်စဉ်တိုင်းမှာကျွန်တော်ကိုပြုပြင်ပေးနိုင်တဲ့တကူရှိတာဖြစ်တယ်ကျွန်ရဲ့ဒီနေ့ ်ပါလို့ရအောင်မလဲမရက်ဖြစ်မှာကျွန်တော်ဘယ်လိုအသက်ရှင်ရအောင်မလဲကျွန်တော်အားနည်းနေတဲ့အချိန်မှာဒီနှုတ်ကပတ်တော်အဖြစ်အားပေးတယ်ပြီးတော့ကျွန်တော်လမ်းမနေတဲ့အချိန်မှာဒီနှုတ်ကပတ်တော်လမ်းပဲ့ပင်ပေးတယ်ပြီးတော့ဘာလို့ရအောင်မလဲမသိတဲ့ခါမှာနှုတ်ကပတ်တော်အဖြစ်ဖွင့်ပြခြင်းခံရတယ်ဖြစ်တယ်ကျွန်တော်တခါလေကြားလို့ရှိရင်တခြားဆရာတွေနှောကြချင်နားထောင်လို့ဆိုပေမဲ့သူတို့တွေကသူတို့ရဲ့ဖျားဖွင့်ပြတဲ့အရာပဲသူတို့ကသင့်ကျွန်တော်ကိုပြောတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ဖျားတဲ့ခင်နှုတ်ကပတ်တော်ကိုလိလာတဲ့ခါမှာကျွန်တော်ကနည်းနည်းတဲ့အရာကိုပုံမပြနားလည်နိုင်တာဖြစ်တယ်အဲ့ဒါ the sim ဟို ုတော် direct လာတဲ့အတန်တော်ဖြစ်တယ်အဲ့ဒီတကြောင်ကျွန်တော်တို့ကပတ်တော်ကိုကိုကိုတိုင်အချိန်ပေးပြီးတော့ဖျားတဲ့အချိန်ယူနေဖွင့်တော့အရင်အရေးကြီးတာဖြစ်တယ်ဆိုတော့ဒီနှုတ်ကပတ်တော်ထဲမှာကျော်ရဲ့လက်ရှိအချိန်နေတော်လကောင်းအနာဂတ်အတွက်ပဲဖြစ်လာမယ်ဆိုတဲ့အရာအတော်လကောင်းမိသားစုအတွက်တော်ကောင်းကိုယ့်ရဲ့သားသမီးတွေအတွက်တော်လကောင်းဒီဆောက်ရမလဲဘလို့အသက်ရှင်ရမလဲအာနှုတ်ကပတ်တော်ကလည်းကျွန်တော်တို့ကိုတင် जा ပေးတော့မှာဖြစ်တယ်အဲ့ကျွန်တော်နှုတ်ကပတ်တော်ဖတ်ရှုဖွင့်ရတဲ့အိမ်မီတာမဲအရေးကြီးတယ်